ထဲကနေပြီးတော့ material တွေကိုခေးဆန်းစွာရှိရဲအဲ့ဒါလေးကိုနှိပ်ပြီးပါဒီမြေကြီးတံခိုးတွေတွက်မှာဆို material ခေးဆန်းနှိပ်လိုက်မယ် material တွေကိုခေးဆန်းစွာနှိပ်လိုက်ပြီးဆိုရင်ဒီမှာ sink key ရပဲ sink key လေးလေဒီ alignment ဟုံးစင်းကိုပဲယူမယ်အဲ old and used design group မှာဆိုလို့ရှိရင် do do yo ဆိုတာလေးကိုယူထားတယ်အဲ့တိုင်းဖြစ်စင်ပြနေရဆိုတော့ okay ကိုနှိပ်လိုက်မယ် okay အခုမှမစပြီးတော့တော်တော်မယ်နော်အဲ surface နှစ်ခုရှိရယ်ဒီ surface အောက်မှာမှာ Genkyo Chike surface ရယ် surface ဆိုရယ်အကောင်းဆုံးအောက်မှာ surface ဆိုရယ်အကောင်းဆုံးအောက်မှာ Genkyo Chike Genkyo surface ရှိရယ် Keikaku surface ရှိရယ်ဒါချာနာမစာဘေ့စ်ပေါ့နော်အဲ့တော့ Genkyo service ဆိုဆိုလို့ရှင်ဒီမှာဘာမှအရွေးမခံထားဘူးကိုကိုကရီကူတေးတဲ့စူပဲတေးစင်တာကူဆိုပြီးဖြစ်နေဒီဘေးမှာလည်းအဲ့လိုမျိုးပဲဖြစ်နေမှာအဲ့ဒါအဲ့နေရာလေးမှာရွေးကြမယ်ဒီဟာလေးကိုတစ်ချက်နှိပ်ပြီးပါ ဒီဂင်ကျော်ဂင်ကျော်သုံးခုတန်းစီနေကြတယ်အထိတ်ဆုံးကဂင်ကျော်ကိုတစ်ချက်နှိပ်ပြီးတော့ဂင်ကျော်ဖြစ်တဲ့အတွက်ကြောင့်မလို့ဂင်ကျော်ယူမယ်ခေခတ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ကိုရီတိုဟွန်းစင်ကိုယူမယ်အဲ့တော့အဲ့ဒါယူလိုက်တာနဲ့အမြဒီအောက်ကနှစ်ခုကယူချက်ပြီးသားဖြစ်သွားလိမ့်မယ်ဒီအောက်ကနှစ်ခုလည်းယူချက်ပြီးသားဖြစ်သွားလိမ့်မယ်အဲ့တော့ခီရီတိုလိုမိုရီတိုလိုရဲ့တန်ဖိုးလေးထွက်လာပါလိမ့်မယ်ယူပြီးသွားပြီဆိုလို့ရှိရင်အဲယူပြီးသွားပြီဆိုလို့ရှိရင် OK ကိုနှိပ်ပြီလား နှိပ်ပြီးပါစာမျက်နှာနှစ်ရနှိပ်ပြီးသွားရေနော်နှစ်ရနှိပ်ပြီးသွားပြီဆိုတော့အခုနှိပ်တော့နှိပ်လိုက်ပြီဘယ်နေရာမှာပြောင်းလဲသွားလဲဆိုတာကိုတွေးကြည့်ပါမယ်အဲ့တော့ခုနကဒီအောက်ထဲမှာ ခီတီတုံနဲ့မိုးလီတုံနဲ့ထပ်ပြီးတော့ပေါ်လာတယ်ဒီမှာခီတီတုံမိုးလီတုံဆိုပြီးတော့အဲအဲ့လိုပေါ်လာတယ်အဲ့ပေါ်လာတယ်အဲအခုဆိုလို့ရှိရင်ဒီထဲမှာရှိတဲ့ခီတီတုံက ယ်နေရာမူရီတို့ကဘယ်နေရာဆိုတာကိုဆက်တင်ချိန်လိုက်ပြီးအဲ့ချိန်လိုက်တဲ့ဆက်တင်ကိုတေဘယ်အနေနဲ့ထုတ်ကြမယ်တေဘယ်နဲ့ထုတ်ဖို့အတွက်ဆိုလို့ရှိရင်ခုနကဖွင့်ခဲ့တဲ့ဒီခိုင်စီကီတက်တွေကပဲဆိုးတူရောထေးဘူးလို့ဆိုတာရှိတယ်အဲ့ဒါလေးကိုနှိပ်ပြပါ ုနကဖွင့်ခဲ့တဲ့ခိုက်စကီတပ်ထဲမှာရှိရဲ့ဒီဟာလေးဆိုးတူရောထေဘူးလို့ဆိုရလေးရှိရဲ့ at total volume table ဆိုတာလေးပေါ့နော်အဲ့ဒါလေးကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီးတော့လို့ရှိရင်ဒီနေရာမှာဟွန်ဆန်ဖြစ်နေတယ်တူရောရောဆိုတာဖြစ်နေရဲ့ material အားလေးအချီဒီတကူပဲရှိသေးရဲ့ဆို okay နောက်ဆုံးမှာ okay လေးနှိပ်လိုက်မယ်နော် okay ကိုနှိပ်ပြီးတော့အခုဘယ်နေရာမှာသူကအဲဒီ table ကိုနေရာချသိခြင်းလဲဆိုပြီးတော့ plus လေး ဟိုဒီ icon လေး icon နောက်ပြီးတော့ cursor လေးက plus ပုံစံလေးပေါ်နေအဲ့ဒီကိုဒီလွတ်တဲ့နေရာလေးမှာတစ်ချက်ချလိုက်ဆိုရင်အခုလိုချင်တဲ့ tutorial table ကထွက်သွားပြီပေါ့နော်